ကို့ကိုမဖြစ်စလောက်ငွေပေးပြီးတော့မဟုတ်တာရင်လောက်ခိုင်းတဲ့ပရိသတ်ကိုအခုလိုတုံ့ပြန်လိုက်တဲ့ဖြူဖြူထွေးငွေလေး9000နဲ့ပရိသတ်တွေစိတ်တိုင်းကြနေပေးလိုက်ရတာကတော့ Facebook ဆယ်လေးဖြူဖြူထွေးပါလူတွေကတော့ဖြူဖြူထွေးကိုတနာနေကြပါရင်တချို့ကလည်းဖြူဖြူထွေးနေနေနေရှိုးတွေတွိုင်းဝစ်စားစင်မှုတွေကိုစင်ရင်တင်တဲ့ထို့သဖြင့်အတူပြက်တွေဝစ်စားတာတွေစင်ရင်တဲ့ကြောင်းကိုပြောလာပါရင်ဖြူထွေးတောင်ငွေ9000နဲ့ရှက်ကွဲခဲ့ရတာတော့နေရှိုးပွဲတစ်ခုမှဖြစ်ပြန့်ခဲ့တာဖြစ်ပါရင်ပရိသတ်တောင်စကတ်တော်တော်ဝတ်ထားတဲ့ဖြူထွေးနောက်လာပြီး ဝင်ငါတော့နဲ့တရွန်းနဲ့ဆွချဖို့ဖြူထွေးကိုဟိုလိုလုံးလိုက်ပါလားဒီလိုလုံးလိုက်ပါလားဆိုပြီးတော့မျိုးစုံမနာရန်ကိုခိုင်းနေရမယ်ဖြစ်ပါတယ်ဖြူထွေးကမြန်မာလည်းစကတ်တော့ဝတ်ထားတဲ့ဇာတ်ရင်းကပရိသတ်စိတ်ကျင်တဲ့ဖို့အချက်လောင်းအောင်လဲလုပ်ရင်းနဲ့ရေစရာပြောကပွဲထိန်နေတာပါဖြူထွေးနေရာမှာတခြားသောနုပညာရှင်တယောက်ဆယ်လီတယောက်သာဆိုရင်တော်တော်လေးကိုပွဲဖြစ်ကစော်ကားတွေဆိုပြီးတော့ပြဿနာတွေပွဲတွေဆူနေတော့မှာဖြစ်ပါတယ်ဒါပေမဲ့လည်း Facebook ဆယ်လီဖြူထွေးရဲ့အားသာချက်တစ်ခုကဘယ်နေရာမှာမဆိုပရိသတ်တွေကိုကိုယ့်ရဲ့ကျေးဇူးရှင်ထမင်းရှင်လို့ဖြစ်သဘောထားက ရိုသေစွာတုတ်ပြန်တက်တာပဲဖြစ်ပါရင်ဖြူထွေးဟာအလူတန်းရဲ့ရောတဲ့ဆယ်လီညူပညာရှင်တယောက်ဖြစ်တယ်လို့သဘာဝဘေးရနေကြားရောက်တိုင်းမှာလဲရှင်သန်းကအကူကြီးလေးရှိသူပါဒါပြင်သူမကိုဘယ်သူပဲမကောင်းပြောကြပါစေစိတ်ထားကောင်းကောင်းနဲ့တုတ်ပြန်လေးရှိသူပါဒါပြင်ဖြူထွေးနဲ့ရှိုးဝဲတွေတွားရမှာလဲသူမကိုရိုင်းဆိုင်ဆော်ကားတဲ့ပရိသတ်တွေကိုတော့ဖြူထွေးကပျော်ရှင်စရာရင်းစရာတွေပြောခါတုတ်ပြန်တတ်သူပါဒါကြောင့်လဲဖြူထွေးရဲ့ရိုးသားဖြူစင်တဲ့စိတ်ထားလေးကိုချီးကျူးရင်းရှိပါရင်အခုလဲဖြူထွေးကကိုယ်ဝင်ကားတော်နဲ့ရှက်တကွဲဖြစ်အောင်လုပ်နေတဲ့ပရိသတ်ကို ရင်းစရာပြောရင်းနဲ့ပွဲထင်းလိုက်တာပဲဖြစ်ပါတယ်။